အရင်ကစီးကျိုမဖြစ်ဘူးကိုဝင်ဆောင်မှပဲစီးကျိုရှိလာတယ်ဆိုတာမျိုးဖြစ်တတ်ပါတယ်24ဘက်ကနေ28ဘက်ကြားမှာဆိုရင် မကြာခဏရေစားတာစီးခဏခဏထပြီးတော့တွားရတာမောပန်းလွယ်တာမျိုးတွေရှိနေပြီဆိုရင်တော့စီးကျိုစစ်ကြည့်ဖို့မမေ့ပါနဲ့24ဘက်ကနေ28ဘက်ကြားမှာကိုဝင်ဆောင်ချိန်မှာဖြစ်တတ်တဲ့စီးကျိုယောဂခံစားရဖို့အတွက်အဖြစ်များဆုံးကာလမှုလို့ပါရှင်။ ဘာလို့လဲဆိုတော့ကိုဝင်ဆောင်မိခင်နေမှာ ရှိတဲ့ဟော်မုန်း level ကြောင့်စီးကျူဝေဒနာခံစားရခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ကလေးမွေးပြီးတဲ့အခါမှာဒီစီးကျူယောဂါကသူ့ဟာနဲ့သူပျောက်ကင်းတက်တာသွားတာမျိုး ရှိနိုင်ပါတယ်။900ခန်းလုံးကနေ1000ခန်းလုံးချာမိခင်နေမှာတော့ကလေးမွေးပြီးပြင်မဲ့လဲစီးကျူဝေဒနာကိုဆက်ပြီးတော့ဖြစ်သွားတဲ့မိခင်တွေလည်းရှိတတ်ပါတယ်။ ကိုကကိုဝင်ဆောင်ချိန်မှာစီးကျိုးဝေဒနာခံစားနေရတာကိုကောင်းကောင်းမကူတာဘူးမထိန်ချုပ်ဘူးဆိုရင်တော့မွေးလာတဲ့ကလေးလေးကအပတ်မရှိပဲမွေးလာတာမျိုးလည်းဖြစ်နိုင်တယ်။မွေးတဲ့အခါမှာကလေးလေးအရွယ်အစားအရန်ကြီးနေရမျိုးလည်းဖြစ်တတ်ပါတယ်။နောက်တစ်ခုကကလေးလေးမှာတကြားဓာတ်တွေအရန်နှင်းနေရမျိုးလည်းရှိတတ်ပါတယ်။ဒါကြောင့်မို့စီးကျိုးယောဂါကို့မှာဖြစ်နေလားမဖြစ်နေလားဆိုတာကိုကိုဝင်ဆောင်မိခင်နေနဲ့စမ်းစစ်ပြီးတော့စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။ ကိုဝင်ဆောင်မိခင်နေနဲ့စီးကျိုးဝေဒနာကိုထိန်းချုပ်နိုင်ဖို့အတွက်လမ်းများများလျှောက်ပေးပါတရက်ကိုမိနစ်20ကနေမိနစ်30ကြာလောက်လမ်းလျှောက်ပေးပါနောက်တစ်ခုကယိုဂတ်လုပ်လို့ရပါတယ်ကိုဝင်ဆောင်နေအတွက်ကိုလုပ်လို့ရတဲ့ယိုဂတ်ရှိပါတယ်ယောဂတ်လုပ်ပါပြီးတော့အသားငါအသီးအနံ့တတိတိရွတ်ညများစားပေးပါဒါဆိုရင်တော့စီးကျိုးကိုထိန်းချုပ်နိုင်မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာဂရိစ်ပါ